ဒေသနာကျမ်းအခန်းကြီး9ခုနှစ်အငယ်1မှ29ကောင်းသောအတ္တရေသည်နတစီထက်သာ၍ကောင်း၏တေရသောနေ့သည်လည်းဖွားမြင်သောနေ့ထက်သာ၍ကောင်း၏မတာအိမ်သို့သွားခြင်းသည်ပွဲခံရာအိမ်သို့သွားခြင်းထက်သာ၍ကောင်း၏အကြောင်းမူကားလူခသိန်းတို့သည်မတာအိမ်၌လမ်းဆုံးရကြ၏အသက်ရှင်လျက်ရှိသောသူတို့လည်းအသည့်နှလုံးသွင်းမိကြလိမ့်မည် ြုံးရခြင်းထက်ဝန်းနေခြင်းသည်သာ၍ကောင်း၏အကြောင်းမူကားမျက်နှာညှိုးငယ်သောအဖြစ်နှလုံးသာ၍ကောင်းထက်၏ပညာရှိသောသူတို့၏နှလုံးသည်မသာအိမ်၌ရှိ၏မိုက်သောသူတို့၏နှလုံးမူကားပျော်မွေ့ခြင်းပြုရာအိမ်၌ရှိ၏လူမိုက်တခြင်းဆိုသောစကားကိုနားထောင်သည့်ထက်ပညာရှိဆုံးမသောစကားကိုနားထောင်သောတာ၍ကောင်း၏အကြောင်းမူကား မိုက်တော်သူ၏ရဲချင်းသည်အိုးအောက်၌စူးပင်ကိုလောင်သောအတန်နှင့်တူ၏ထိုအမှုအရာသည်လည်းအနတ္တဖြစ်၏အကယ်စင်စစ်ညင်းဆဲချင်းသည်ပညာရှိသောသူကိုယူစေတတ်၏တဆိုးသည်လည်းစိတ်နှလုံးကိုယိုယွင်းစေတတ်၏အမှုဤအဆုံးသည်အစထက်သာ၍ကောင်း၏ဒီခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက်သာ၍ကောင်း၏ အမျက်ထွက်သည့်တိုင်အောင်စိတ်မတူနှင့်အမျက်သည်မိုက်သောသူ၏စိတ်နှလုံး၌နေရာကျတတ်၏ရှေးကာလသည်ယခုကာလထက်အဘယ်ကြောင့်တာ၍ကောင်းသနည်းဟုမမေးနှင့် ထို့သို့မေးလျင်ပညာတရားအတိုင်းမေးသည်မဟုတ်ပညာသည် အမွေဥစ္စာကဲ့သို့ကောင်း၍နေကိုမြင်သောသူတို့အားကျေးဇူးပြုတတ်၏အကြောင်းမူကား ပညာသည်ကွဲကာတတ်၏ငွေသည်လည်းကွဲကာတတ်၏ပညာအတက်သည်အဘယ်သို့မြတ်တနည်းဟုမူကားပညာအတက်ကိုရသောသူသည်အတက်ကိုလည်းရတတ်၏ဖျားသခင်၏အမှုတော်ကို စင်ချင်လော ကောက်စီတော်မူသောအရာကိုအဘယ်သို့ဖြောင့်စီနိုင်သနည်းကောင်းစားသည် ကာလ၌ဝမ်းမြောက်လောစင်းရဲခံရသည် ကာလ၌စင်ချင်လော လူသည်မိမိနောက်မှာဖြစ်လက်တန်သော အမှုအရာကိုတိမိအကြောင်းဘုရားသခင်သည်ကောင်းစားခြင်းနှင့်စင်ရဲခြင်းကိုအလှဲ့လက်ပေးတော်မူ၏ငါသည်အချင်းဤနေသော ကာလ၌ခတ်သိမ်းသောအရာတို့ကိုတွေ့မြင်ပြီးဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်း၌ဆုံးရှုံးကြောင်းကို၎င်းအတ္တမလူသည်မိမိအတ္တမအမှု၌အသက်ရှိကြောင်းကို၎င်းငါမြင်၏ လွန်ကျူးစွာမပြောင်းမနှင့်လွန်ကျူးစွာပညာမရှိနှင့်အဘယ်ကြောင့်ကိုအကျိုးကိုဖျက်ချင်သနည်းလွန်ကျူးစွာမစိုးညစ်နှင့်မမိုက်နှင့် အချိန်မရောက်မီအဘယ်ကြောင့်တည်ခြင်းသနည်းဤစကားကိုဆွဲလန်းကောင်းဤလက်မလွတ်နှင့်ဖျားသခင်ကိုကြောက်ရွံ့တော်သူသည်ခတ်သိမ်းသော အမှုရေက ထွက်မြောက်လိမ့်မည် မြို့ထဲမှာနေသော သူရဲ့တစ်ချိတ်ထက်ပညာရှိသောသူတစ်ယောက်သည်ပညာအားဖြင့်သာ၍တကူကြီး၏အပြစ်မပါဘဲကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်ယောက်မျှမြေကြီးပေါ်မှာမရှိ သူတစ်ပါးပြောသည်။စကားတို့ကိုမမှတ်နှင့်သူပြုလျင်ကိုကျွန်ချိန်ဆသောစကားကိုကြားလိမ့်မည်တဲ့ဒီကိုရင်သူတပါးတို့ကို အဖန်ဖန်ချိန်ဆဲချောင်းကို ကိုစိတ်နှလုံးထဲမှာတည်၏ ဤအမှုအရာအလုံးစုံတို့ကိုငါသည်ပညာတရားအားဖြင့်စုံစမ်းပြီးပညာနှင့်ငါပြည့်စုံပြီဟုဆိုတော်လေပညာသည်ငါနှင့်ဝေး၏ဝေးသောအရာ အလိုနဲ့နေသောအရာကိုအဘယ်သူရှာ၍တွေ့နိုင်သနည်း ပညာတရားနှင့်အကျိုးအကြောင်းကို ရှာဖွေစစ်ဆေး၍သိနာလေခြင်းငါ၎င်းမိုက်စွာကြင့်ချင်းဤအပြစ်နှင့်ယူခြင်းဤအပြစ်ကိုသိနာလေခြင်းငါ၎င်းငါနှင့်ငါနှလုံးသည်ဝိုင်းညီ၍စူးစားလေပြီးကြော့ကွင်းနှင့်ပိုက်ကုန်တို့ကိုကြံစီပြင်ဆင်၍ကျိုးနှင့်ချီနှောင်တတ်သောမိမ့်မသည် တည်ခြင်းထက်သာ၍ခါးဒီကိုငါတွေ့ပြီဖျားသခင်စိတ်တွေ့တော်မူသောသူသားလည်းထိုမိမလက်နှင့်လွတ်လိမ့်မည်အပြစ်ပြုတ်တတ်သောသူကိုကဖမ်းမိလိမ့်မည်ဓမ္မဒေသနာဆရာဆိုဒီကငါရှာ၍မတွေ့သေးသောအရာကိုတွေ့အံ့သောငါတစ်ခုနောက်တစ်ခုစစ်ဆေးချစ်တွေ့သောအခါယောက်ျားတထောင်တို့တွင်တယောက်ကိုငါတွေ့ပြီမိမတထောင်တို့တွင်တယောက်ကိုမြတ်ငါမတွေ့ ငါတွေ့သောအရာတစ်ခုသည်ဟူမူကားဖျားသခင်သည်လူကိုဖြောက်မတ်အောင်ဖန်ဆင်းတော်မူတော်လေလူတို့သည်များပြားသောအကျံအစီတို့ကိုရှာဖွေကြံစီကြပြီအာမင် God bless you